စ်ကောင်စီထုတ်ပြန်ချက်တွေအရသူတို့ဟာငလျင်စဖြစ်တဲ့မတ်လ28ရက်နေ့ပြီးတော့ဧပြီလ24ရက်နေ့အထိငလျင်အတွက်ပြည်တွင်းပြည်ပကအလူငွေပေါင်းကြက်ပင်ကြံ3000ကျော်ရရှိထားပြီပါဘူး။ဘာကြည့်ကြိုင်မှာမင်းတို့အဲ့စစ်တပ်ကိုထောက်ခံတဲ့ line မှာ order ရဲ့နော်။ဟာရီဖာကောင်းနေမင်းတို့ကိုယ်တိုင်အဲ့ရခိုင်ကိုတွားပြီးမင်းတို့ဖိုက်ရတယ်။၎င်းမှမတိုင်ရေဘယ်လိုလုပ်ကြည့် ဟယ်လိုချာရမီဝပ်ပီတူညိုကိုမော်မာများအားလုံးဝမင်္ဂလာပါ News Beat Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ30ရက်နေ့ရဲ့တို့ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာနောက်ဆုံးကြားသိရတဲ့တော်လန်သတင်းထူးသတင်းကောင်းတွေများစွာရှိတာပဲဖြစ်ပါတယ်တို့အယုံဆုံးနေတဲ့ခါတိုင်းလိုပဲသတင်းတိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တပ်ပွဲတွေမှာတိုင်းစစ်ဦးစီးမှုပထမတန်းဂျီ1ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်နဲ့စစ်တုံးပန်းမြပြဖန်ဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။မေလ30ရက်နေ့ညနေ3:00နာရီချိန်ကြောက်ဖြူမျိုးနဲ့မစ်တတောင်ကျေးရွာနေစစ်ကောင်စီတပ်နဲ့ AA တို့ကြားတပ်ပွဲဖြစ်ပွားခဲ့ပြီးတော့မှအဲ့ဒီတပ်ပွဲတွေစစ်ကောင်စီတပ်ရဲ့တိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယဘိုမှုကြီးကျော်လင်းကြိုင်နဲ့စစ်တုံးပန်းမြပြကိုလက်နက်ခဲတွေနဲ့သူ AA ကနေပြီးတော့မှဖန်ဆီးရရှိပြီးတော့မှအချမ်းပဲစစ်ကောင်စီတပ်တွေအရဆိုရင်မစ်တတောင်ကျေးရွာမြောက်ဘက်မီတာ600ကွာစစ်မှုလက်မှုတင်တန်းကြောင့်အခြေပြုပြီးတော့မှ AA ကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရတာပဲဖြစ်ပါတယ်။ ကျော်ဖြူမျိုးတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထက်ကအတင်းတမအမိတ်ပေးစေခိုင်းနေပေမဲ့မြေပြင်မှာကတရင်လိုက်စစ်တပ်ပြပြနေကြပြီးတော့မှတိုက်လို့ခိုက်လို့စိတ်လုံးဝမရှိကြတော့ဘူးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအရခတ်တတော်ထားမှာရခွေရပိုင်းတွေအတွင်းလင်းနေတဲ့တော်လကောင်လင်းနေမဲ့တော်လကောင်အလံပြူထောင်ပြတော့မှအလင်းဝင်ရောက်လာသူတွေစစ်တပ်ရှိနေပါတယ်ကစင်ကလျာထွပြေးလွမြောက်နေကြတဲ့ရန်သူတွေကိုလည်းအရခတ်တတော်ကနေပြတော့မှနေ့စဉ်နဲ့မြဖန်စီအမိလည်းရှိနေပါတယ်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်တန်းစစ်ဦးစီးမှုပထမတန်းနဲ့စစ်တုံးပအချို့ကိုလည်းနေနေတူဖန်စီရရှိပါတယ် သူတို့ရဲ့မိခင်တရင်တမတွေကိုစစ်စစ်တုံးပဲရှိပါသေးတယ်စစ်တုံးပန်းတွေကတနရာထဲမှာဖမ်းမိတာမဟုတ်ပါဘူးဆိုပြီးတော့မှအေးတရင်မိကနေပြမရှင်းပြထားတာပဲဖြစ်ပါတယ်တကယ်တော့တရင်ကောင်းပဲပေါ့နော်စစ်ကောင်စီရဲ့ဒီလိုမျိုးရာထူးကြီးကြီးမားမားကိုရယူထားတဲ့ကောင်တွေအားဆိုတော့ကျွန်တော်အေးရင်နဲ့ဂျန်နဲ့တော်လိုင်းတဖို့ဝင်တွေစီမှာခုဆိုရင်ဖမ်းဆီးရမိမှုတွေများစွာရှိနေတာပြမဒါတော့ကျွန်တော်ပြည်သူတွေကနေပြမလေးကန်ခေါ်နေတဲ့အချိန်မှာအလေးမဝင်ချင်လို့ပေါ့နော်အခုဆိုဒီလိုမျိုးဖမ်းဆီးခံရတာပဲဖြစ်ပါတယ်နောက်ထပ်တရင်တဖို့အနေနဲ့ကတော့ ။ရေအော်ရီတိုင်းဘိုကလေးမြို့နယ်အော်လက်စိတ်အရှိရွာမှာမေလ29ရက်နေ့ညနေပိုင်းကစစ်ကောင်စီရေတပ်ဝတ်စုံဝတ်ဆင်ထားတဲ့အမျိုးသားလေးဦးကနေပြည်မှာနေတလုံးကိုဓမြတိုက်ခဲ့တယ်လို့သိရတာဖြစ်ပါတယ်။ဓမြအဖွဲမှာရွာခံတယောက်ပါတဲ့စစ်တပ်ဝတ်စုံဆိုတာအပြင်မှာဝယ်လို့မရတာတွေဝယ်ပြီးလာတော့ဒေသခံတွေကစစ်တပ်ထဲကကောင်တွေပဲလုပ်တယ်လို့ထင်နေကြတဲ့စပရမဒေသခံသူကနေပြည်မှာပြောဆိုထားတာဖြစ်ပါတယ်။တပြေလိုမျိုးနေသူနှုတ်ဝတ်နဲ့တဝါဆောင်ရွာခံဖြစ်ပြမအခုချိန်ထိဖန်ဆီးရမိချက်မရှိသေးဘူးစပရမ ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်စစ်ကောင်စီနဲ့ပူးတွဲပြီးတော့မှလှုပ်ဆောင်နေကြတဲ့တခိုးဓမြတွေမှာဆိုတော့တော်တော်လေးကိုများနေတာပြီးတော့မှစစ်ကောင်စီစိုးမိုးထားတဲ့နေရာတွေမှာဆိုတော့ကျွန်တော်တို့ဒီလိုမျိုးပြစ်မှုတွေရာဇဝမှုတွေများစွာရှိနေတာပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့နဲ့ပြည်သူတွေနဲ့တော်လိုင်းရဲဘော်တွေစစ်စစ်လုံးလုံးနဲ့ပေါ့နော်ဝင်ဝင်ပြီးတော့မှကာကွယ်ရမယ့်အချိန်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ညပထမဆုံးနေတဲ့ကြက်မှာကတော့ကိုစီကနေပြီးတော့မှအေအေရဲ့ဖန်ဆီးချုပ်ခံခဲ့ရတဲ့ပေါ့နော်စစ်ကောင်စီတပ်ကတိုင်းစစ်ဝစီမှုနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော် မင်းတို့ကောင်တွေဗဇက်ကနေလူတက်နေတာမင်းတို့တကယ်ဗဇက်ကလူတက်တာမင်းတို့စစ်တပ်အားပေးတဲ့ကောင်တွေတိလားပေတာအမှန်တိမြေတိဘုံမူကြီးအစင်းရဆာတိနေဆိုအောက်ချေရဲဘော်တွေဘလောက်တွေတယ်မင်းတို့စဉ်းစားကြည့်အဲ့ဒီပေရတဲ့ရဲဘော်တွေကမင်းတို့စစ်ခေါင်းဆောင်နေတဲ့မင်းတို့အဲ့ဒီစစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့မင်းတို့ပွေးမျိုးတွေတတိုက်ချောက်ကိုတရားဘေးကနေမြှောက်ပေးတယ်ဟမ်တွားကြည့်ရခိုင်မှာမင်းတို့အဲ့ဒီစစ်တပ်ကိုထောက်ခံတဲ့ line မှာအော်နေတဲ့နော်ဖားတယ်ဖားကောင်းတွေမင်းတို့ကိုယ်တိုင်အဲ့ရခိုင်ကိုတွားပြီးမင်းတို့တိုက်ရဲတာဒါကောင်မှမတိုက်ရဘူးမယုံဘူးသူကြည့် ဲ့တော့မင်းတို့စစ်သားကကောင်တွေမွားနေတယ်ငါပြောချင်တာကမင်းတို့တွေအင်တာနဲ့မတုံးတာလားဘာလားတော့မသိဘူးနော်ဒီကိုယ်သားတွေမြောက်ပေးတဲ့တည်င်းအောင်နားထောင်မယ်ဆိုတော့မင်းတို့အသက်ပြေလို့ဆုံးမှာမဟုတ်ဘူးနော်ကြည်ဘိုးဘူးဒီစစ်နေတော့မှဖြုတ်လဲဖြုတ်လဲပါနေပြီအဲ့တော့အနေထားမှာအောက်ရှိတက်ဖို့ဘယ်တော့ကြမလဲစဉ်းစားကြည့်နော်ဒါအောင်ပြေလို့မင်းအောင်လည်းပြောသေးတယ်ဘာဖြစ်လဲအပြစ်ခက်ရက်ဆွဲထားတာကိုဟိုသူများတွေကသူ့ကိုတိုက်လို့ဆိုတော့သူတို့စစ်သားကပဲတိုက်နေတာနော်အဲ့တော့ဟိုပြောရမှာမကောင်းဘူးကွာစစ်သားခဲမှာဒီစစ်သားဟိုအရင် ဒီစစ်မှုထမ်းဥပဒေမတိုင်ခင်အရင်ရှိခဲ့တဲ့စစ်သားတွေကလေကိုမေကိုမရပြန်တော်ဖိုင်းတော့တော်မဲ့ကောင်မျိုးတွေလုံးဝအတိတရားကိုမှောင်မှိုက်ပြီးတော့သူတို့အာယုံထဲမှာဘာမှအတိတရားမရှိတော့ဘူးအမိတ်ပေးလို့တိုက်ဆိုရင်တိုက်ပြီးတက်ဆိုရင်တက်မယ်ပြစ်ဆိုရင်ပြစ်မယ်ဆိုတဲ့အတိတော့မရှိတော့ဘူးအဲ့ဒါလို့ကြောင့်အခုလိုမျိုးကန်းကုန်အဲ့တော့စဉ်းစားကြဒါပေမဲ့ကျွန်တော်တို့ပြောချင်တာကတိုင်ရင်တက်ဖွဲ့ရဲပေါ်တွေတိုင်ရင်တက်လက်နက်ကန်တွေခင်ဗျားတို့မိလိုက်တုံမှန်းမိလိုက်တိုက်ပွဲမှာပြစ်လို့ခတ်လို့မှနော်ဒဏ်ရာတွေရပြီးတော့အော်ဟဲ့ညီရဲ့တက်လာတဲ့ကောင်တွေတခါမှမေးဘူးအပတ်စဉ်ဘယ်လောက်လဲနော် လက်ရှိစစ်မှုထမ်းဥပဒေနောက်ပိုင်းကလွဲလို့အဲ့ဒီအရှိရကောင်အကောင်လုံးပြစ်တာလိုက်ပြီးတော့ရှုတ်လို့ခင်ဗျားတို့လေနဲ့လာထွေးနေမှာကျွေးနေဘာလူသားချင်းစာနာမလဲဒီကောင်လေးလူသိကြီးတဲ့ကောင်လေးမဟုတ်ဘူးလူလူချင်းမဟုတ်လို့လူသားချင်းစာနာတင်တာတိကျကျွန်တော်တို့တွေကလူသားချင်းစာနာမှာလူသိရှိတဲ့ကောင်လေးကိုပဲလူသားချင်းစာနာမှာဘာဖြစ်လို့လဲနာမည်ကိုတည်းကလူသားချင်းစာနာလူနဲ့ဖွေးတဲ့စာနာတာမဟုတ်ဘူးအဲ့တော့ဖွေးစိတ်ပေါက်နေတိရစ္ဆာန်စိတ်ပေါက်နေတဲ့ကောင်လေးကိုခင်ဗျားတို့စာနာစရာအကြောင်းရှိတိကျနော်ငါကြီးတွေငါကြီးမတွေရဲဘော်တွေရှေ့တန်းထဲမှာတိုက်နေတဲ့နော်ကြီးငယ်တွေ နော်ရာရှိကမလုပ်ခိုင်းရင်လည်းဒီကောင်တစ်ကောင်ကိုစစ်စရာမေးစရာမရှိဘူးဘာမှမလုပ်တော့ဘူးဟုတ်လားအဲ့ဒါဆိုရင်ရာရှိကမလုပ်ပါနဲ့တုံမှန်ဥပဒေပါညာတတာတခါတွေမေကြကွာစီတွေတောင်ကြီးပဲတော့တွေလုပ်နေလို့ရှိရင်ဟုတ်ကဲ့ပါလို့ခေါင်းချင်းလိုက်ပြီးလို့ရှိရင်ပြစ်တာပဲဘာလို့ပြစ်လဲဆိုကျွန်တော်တနက်လူကြီးကျွန်တော်ခုခံလို့ပြစ်တယ်လို့ပြီးရောရှင်းလို့ရှောက်လို့သိလားနော်တို့ရဲ့ခေါင်းစဉ်ဝင်တွေကပါတယ်လူသားချင်းစာနာတာလူမိုးတဲ့ကောင်တွေမစာနာနဲ့နော်အဲ့လူမိုးတဲ့ကောင်တွေမစာနာရင်မင်းတို့စာနာလိုက်ရင်မင်းတို့အတက်တွေအလကားတက်စရိယာတွေမတန်ဘူးဒီလူမိုးတဲ့ကောင်တွေအယောက်တရာနဲ့ဒိုးဘက်ကရဲဘော်တယောက်နဲ့မလဲနိုင်ဘူးဒါကြောင့်မို့လို့ လို့အဲ့ဒါကောင်ကိုပြစ်တတ်ပလိုက်မင်းတို့ငါမေးမယ်ကွာစစ်တပ်ဘက်မှာငါတို့ PDF တွေတော်လိုင်းအင်အားစုတွေကိုဖမ်းထားတယ်တုံမှန်းချင်းလဲမယ်ဆိုရင်တုံမှန်းရှိလားမင်းတို့စစ်သားတွေက PDF တွေမိလို့နော်စစ်လေးလေးတိုက်ကြတာနဲ့အချိုရီဘူးလေးလိုက်ပြီးတော့ရရှိတဲ့အချိုရီဘူးလေးကိုလည်းမြတ်တော့သူတို့လည်းပတ်သက်ခွန်းနေတာလည်းမြင်ဘူးလားမမြင်ဘူးပါဘူးအခုကဲမင်းစစ်တပ်နဲ့တုံမှန်းချင်းလဲမယ်ဆိုသူ PDF ကဖမ်းထားတဲ့ PDF မပြောပါနဲ့ကွာတာမန်ပြည်သူလူငယ်တွေကိုဖမ်းထားတဲ့ခလေးတွေအောင်မကောင်းကောင်းမဆောက်ချောက်ထားတာတွေ့လား ကိုစီပြတော်ရတဲ့အမှန်ပဲပေါ့နော်ကျွန်တော်ဘက်ကနေပြီးတော့မှဟုတ်ဆိုရင်စက်ကောင်စီရဲ့အရာရှိဘုံမှုဘူကြီးတွေကဆက်လို့ပြုံးနေတဲ့အချိန်မှာကျွန်တော်ဖန်စီရမိတဲ့စစ်တုံးမာတွေကိုလွယ်လင့်တကူမလို့ပေးတင်တော့ဘူးဆိုတဲ့သဘောမျိုးတွေကျွန်တော်ခုရဲ့ပိုင်းကြားနေရတာပဲဖြစ်ပါတယ်။ဒါကိုကိုစီကနေပြီးတော့မှလည်းပြောဆိုထားတာပေါ့နော်။ ျွန်တော်ပြည်သူတွေဘက်ကတော့ရှင်းတယ်အခုလိုမျိုးကျွန်တော်ကိုစီးရဲဆက်ဆက်နဲ့တက်ဖြတ်ပြီးတော့မှနောက်ကွယ်နဲ့ပြီးတော့မှကြိုးကန်နေကြတဲ့စစ်ကောင်စီအရာရှိတွေနဲ့တို့ဒီတို့အကောင်းဆောင်တွေကိုအခုဆိုပြန်ပြီးတော့မှအမုန်းချိမယ်ဆိုပြီးရွှေချော်ထားတာပြီးတော့မှဖန်ဆင်းမိတဲ့စစ်တုံးပါးတွေကိုလည်းဆန်ကုန်မြေလေးတယ်ဆိုပြီးတော့မှပါနော်အပြည့်ရှင်းဖို့အခုဆိုအားလုံးကနေပြီးတော့မှပြောဆိုလာကြတယ်ပဲဖြစ်ပါတယ်ဒီချိန်မှာနောင်တမရသေးပဲနဲ့တက်လို့ခက်လို့ဆင်းတဲ့ပြည်သူကိုတက်ဖြတ်ဖို့ဝင်မလေးတော့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ကျွန်တော်မှကြားခင်မှာတော့ဒီတက်ဖို့ပြီးတော့မှချိန်မုံတို့တင်ချင်းကိုခိုင်းပါပဲဖြစ်ပါတယ် ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ရှေ့တောင်းကိုသွားပြေးပေါ့နော်အခုဆိုရင်9နှစ်နီးပါးကြာတဲ့ချိန်ဒီတောင်မှနောက်တောင်းမပြောင်းရတဲ့စကောင်စီသက်သားတဝရဲ့ရင်မွန်းတော်ကျွန်တော်စပီရမနားထောင်ကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာတီဗီရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့စစ်တီတဝီရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါရရှင်။ကျွန်တော်ကအမှတ်969ချင်းမြန်တရင်ကပါ။ကျွန်တော်တို့တက်ကတနင်္သာရီတိုင်းခမောက်ကြီးအခြေဆိုင်စကားခ20လောက်ခံတက်ပါ ကျွန်တော်တို့တက်ရင်စစ်စီရေးထွက်လာတာ6နှစ်ထဲဝင်နေပါပြီရွေးကောက်ပွဲအတွက်မဲတွေစတဲ့ကလေးကပါအခုအချိန်ထိတခါမှနောက်တန်းကိုပြန်မဝင်ရသေးပါဘူးကျွန်တော်တို့မှလည်းမိသားစုတွေနဲ့ပါစကားခါ20အောက်ကတက်တေဟာအလဲကြအနေနဲ့တရက်ပြီးတရက်နောက်တန်းကိုပြန်ဝင်ပြီးကြပါပြီနောက်တန်းကိုပြန်ဝင်ဖို့ကြံတာနှစ်တက်ပဲရှိပါသေးတယ်အခုလဲရခိုင်ပြည်နယ်ဘက်မှာတာဝန်တွေထမ်းဆောင်နေရပါတယ်ကျွန်တော်တို့လည်းမိသားစုတွေနဲ့ပါခဏလေးတော့ပြန်ဆောင်ကြပါသေးတယ် ဒါကိုလူကြီးတွေသိအောင်ပြောပြချင်ပါတယ်လို့ဆာရေးသားပြောလာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတပ်မတော်သားအရာရှိစစ်သည်တွေအိမ်အောင်တဲ့ရဲမိတွေနဲ့တပ်မိသားစုဝင်ရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တပ်မတော်သားအရာရှိစစ်သည်တွေအိမ်အောင်တဲ့ရဲမိတွေနဲ့တပ်မိသားစုဝင်တွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်စီရဲ့ message box ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။အဲ့ဒါပြောတာနော်ကျွန်တော်ပြည်သူတွေကတော့ ဒီစကောင်စီအထိပ်ပိုင်းကောင်းဆောင်တဲ့နေပြမှာသူတို့အောက်ခြေသက်သားတွေကိုထူးထူးခံဆင်းနေတဲ့ကျဆက်ဆက်သုံးချလာရတယ်ဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့မှကြားတည့်ရတယ်ပဲဖြစ်ပါတယ်အခုဆိုရင်တို့မိသားစုအနေနဲ့မှတွေ့ရတာတော့မှအနှစ်တော်လေးကိုကြာနေတယ်ပြီးတော့မှ တို့တို့ဒီအာနာမသိခင်ကြရဲပေါ့နော်စစ်စင်ရင်းနေတဲ့စတင်ပြီးတော့ထုတ်ခွာခဲ့တဲ့လူတွေအားဆိုတော့အခုချိန်ထိမိသားစုဝင်တွေသူတို့ရဲ့နေရက်ကိုလုံးဝမပြောင်းနိုင်သေးတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့တို့တို့ပြည်သူတွေနဲ့တူဒီတော်လိုင်းမပုံပြမတိုက်ခိုက်ရင်လည်းတို့တို့အားလုံးဒန်းတို့ညီမခွင့်ရရရှိပြီးတော့မှတို့တို့အားလုံးမြန်မာထားတဲ့အချိန်ပဲစီကွန်စီဖက်ဆာနာရှင်စနဲ့ဖြူချာပြေးတာနဲ့ကိုယ့်ရဲ့နောင်နာကလူငယ်တွေအားဆိုလည်းပို့ပြီးတော့မှဆေးချရမယ့်အနေထားကိုကြုံရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဦးသိမ်းမြအနေနဲ့ပြီးတော့မှစစ်ကောင်စီအနေနဲ့ ဒီငလီမေးအကူအညီအနေနဲ့ရရှိထားတဲ့ငွေတွေကိုဘယ်လိုမျိုးသုံးချနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှာပါနော်။သုံးသပ်ပြောဆိုထားတဲ့ဥသိမ်းမြတ်ဗီဒီယိုလေးပဲဖြစ်ပါတယ်။ဥသိမ်းမြတ်ပြောစကားလေးကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။ရှစ်ပြည်သားမျိုးတာထုကန်စမှုစုံမှာရှိတဲ့ Bontech Manufacturing Garment Company Limited ကအလုပ်သမားတွေဟာစာဝတ်နေရေးမလုံလောက်မှုကြောင့်နေ့စဉ်လောက်ခလာစာအ ਨੇ စုံ13000ကျပ်အထိတိုးမြှင့်ပေးဖို့တောင်းဆိုနေကြပါတယ်။ DJ တိုးပေ OTJ တိုးပေခန်းစားခွင့်တိုးပေဆက်လက်ကြွေးကြော်တဲ့နေနဲ့ သူတို့ကတောင်းဆိုနေကြပါတယ်ဒီနေ့ဟာဒုတိယမြောင်းနေပါဘွန်တက်အထက်ချုပ်ဆက်ယုံတာဝန်ရှိသူတွေကအလို့သမားတွေရဲ့တောင်းဆိုချက်တွေကိုအခုထိတုံ့ပြန်မှုမရှိသေးပါဘူးပြည်တွင်းပြည်ပအလှူရှင်တွေကငလျင်ဘေးတင့်တဲ့သူတွေပြန်လည်ထူထောင်ရေးအတွက်ရည်ရွယ်ပြီးတော့စစ်ကောင်စီလက်ထက်ကိုကြက်ဖိတ်လျင်140နေပါပေးတဲ့အခမ်းအနားကိုမနေ့ကနေပြီးတော့မှကျင့်ပခဲ့ပါတယ်လူဒဏ်နာတွေထဲမှာ၄တက်တိုက်50တလုံးလဲပါဝင်ပါတယ်တလုံးကိုမြန်မာကြက်ငွေတိမ်ပေါင်း2000တန်ဖိုးရှိပြီးတော့အဲ့ဒီ၄တက်တိုက် တစ်လုံးမှာအိမ်ကန်း16ခန်းအထိပါပါတယ်စစ်ကောင်စီထုတ်ပြန်ချက်တွေအရသူတို့ဟာငလျင်စဖြစ်တဲ့မတ်လ28ရက်နေ့ပြီးတော့ဧပြီလ24ရက်နေ့အထိငလျင်အတွက်ပြည်တွင်းပြည်ပကလူငွေပေါင်းကြက်ပိလျံ3300ကျော်ရရှိထားပြီးပါပြီစစ်ကောင်စီကိုအလှရှင်တွေကငလျင်အတွက်တောက်လျှောက်လှူဒန်းနေကြပြီမဲ့လက်တွေ့မှာတော့စစ်ကောင်စီရဲ့အကူအညီကိုအခုထိမရသေးပဲဒုက္ခရောက်နေကြတဲ့ငလျင်ပြည်သူတွေအများအပြားရှိနေပါတယ်အခုလိုငလျင်ပြည်တာနှစ်လကျော်တဲ့အထိ မန္တလေးစကိုင်းကပြည်သူတွေဟာပျက်စီးသွားတဲ့သူတို့ရဲ့နေအိမ်တွေကိုဒီတိုင်းပဲပြစ်ထားပြီးတော့နှိစက်ရာအသည့်မိတ်ဆွေတွေနဲ့ဆွေမျိုးတွေစီမှာလှက်ပတ်နေထိုင်ကြရတယ်လို့ဒေတာကန်တွေက DM media ကိုပြောပါတယ်။ဒီမှာကျွန်တော်ကြားထားတဲ့အတိုင်းပဲပေါ့နော်။ကျွန်တော်ခုဆိုရင်လို့ဒီမှာတပေးတွေဟာဆိုတော့ slip ဖြစ်ပွားနေတာပြီးတော့မှနိုင်ငံခြားသားဒီ company ကနေပြီးတော့မှခုဆိုရင်ကျွန်တော်မြန်မာပြည်သူပြည်သားတွေပေါ်မှာဖိနှိပ်နိုင်ကျင်းနေတာပဲဖြစ်ပါတယ်စကောင်စီလက်ထက်ချမှာကျွန်တော်တို့အနေနဲ့ဆိုးဆိုးရရလောခမညီမြရတဲ့ခံစားနေရတာပြီးတော့မ တစ်ဖက်မှာဆိုတော့ကျွန်တော်တို့ဒီငလင်ဘေးဒါနဲ့ပတ်သက်ပြီးတော့မှကုညီမှုတွေလည်းလုံးဝမရသေးတာပဲဖြစ်ပါတယ်။ပြည်တွင်းပြည်ပကလည်းမျိုးတော့ကုညီများစွာရရှိထားတဲ့စကောင့်စီနေနဲ့ခုဆိုရင်7ဘီလီယံ140ကျော်တောင်မှလက်ထဲမှာရှိနေပေမဲ့ပြန်လည်ကုညီကက်ဆဲလုံငန်းတွေဟောထီထီရောမလို့ဆောင်မဲနဲ့အဲ့ဒါတွေအများစုကတော့ကျွန်တော်ပြည်သူတွေတက်ဖြတ်တဲ့နေရာမှာဆက်လက်ပြီးတော့မှအသုံးချနေတာကိုကျွန်တော်ထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဘောမဆော်ပေးရနေပြီးတော့မှ ောက်ခေါက်တောင်းစားပြီးတော့မှသူ့ရဲ့ဒီတမတော်သားတွေတက်ပေါ်နော်ဘယ်လိုမျိုးတွေလှုပ်ဆောင်နေလဲဆိုတော့ကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဟိုတလုံးတော့ဗကန်ညောင်းသွားတာဗကန်ညောင်းသွားတော့တနေချင်းနေရဘုံရကြီးတွေလက်ဆောင်ပေးလိုက်တာဘုံရကြီးတွေပဲเจ้าတွေမကြီးပလက်တွေပေါ့လက်ဆောင်ပေးလိုက်တော့ကျွန်တော်ကမလေးတိုင်းမတိုင်းတိုင်းတော့အာရှီတန်းကိုပါပေးလိုက်တယ်အာရှီတန်းစားလို့ကောင်းတာပေါ့နော်စားလို့ကောင်းတာပုံရည်ကြီးဆိုတော့ထမင်းမြင်တာပေါ့ထမင်းဝင်တာပေါ့မင်းဝင်တော့အဲ့ဒါကျွန်တော်ပုံရည်ကြီးနောက်ထပ်ထပ်ပြီးတော့မှာ နှစ်သိန်းဖို့ပေါ့နော်မှားလိုက်တာဘုံကြီးကြည့်လို့မကြည့်ပြလိမ့်မယ်ပေါ့အဲ့ဒါပြီးရင်ရှေ့ရောင်းကိုပို့ပေးအောင်နော်အပို့ပေးအောင်လောက်လာတဲ့အချိန်မှာဂျန်ဘုံကလည်းတော့ပါရန်ဘုံကလည်းဟိုကနေ66ကာကြီးနဲ့တော့ပြီးတော့မှာထပ်ဆိုချက်တွေပေးအောင်မအားဘူးဘုံကြီးလေဒီဘုံကြီးနဲ့ဆိုရင်ဒီဘုံကြီးကမှဒီဘုံကြီးတထုံဆိုရင်ခမင်းပေါ့နော်ဟိုတော်တော်စားလို့ရမယ်ထင်တယ်ခမင်းမြေမှာပေါ့ကိုစစ်သားလေးတွေတက်မတော်သားလေးတွေဘာပဲပြောပြောပေါ့ဟိုကိုတက်မတော်သားလေးတွေ ထမင်းမြေကြီးစားရတော့အားရှိတော့လဲနိုင်ငံအကျိုးပြုလုပ်ပြီးပြည်သူအကျိုးပြုလုပ်ပြီးသူတို့လုပ်နိုင်နေဆိုတဲ့အချိန်ဒါကတော့ကိုယ်နဲ့ပြောတော့ဒါတို့အာမီရန်နဲ့မီးဖို့အာမီရန်နဲ့မီးဖို့ဒါမကြီးမကြီးပလက်တွေကိုရင်းရှင်းတာပဲကိုရင်းရှင်းနေဒါကတော့ကျွန်တော်ကိုယ်ကထည့်ပြလိုက်တယ်အကျော်လေးကျွန်တော်ကျွန်တော်ကိုထည့်ပြလိုက်တော့စားလိုက်တော့ရှင်းနိုင်ရဖို့လို့အဲ့လားဘုံလေးကြီးဒါဒီကွက်ထုတ်လို့ဒါဒါဝမ်းပဲလားစိတ်မတူဘူးလားဒါဝမ်းပဲရှင်းနေနေစားအောင်နော် အဲ့ဒီကျွန်တော်ရှင်အောင်ပို့ပေးမယ်ဒါလည်းပို့ပေးလိုက်ပြီလားဒီဖုန်းနဲ့ပေးကြောင်းနေနော်ပေးကြောင်းနေကုတက်မလို့ရည်စားပါလိမ့်ဆိုလေစိတ်သူတို့လေးစားနေရင်ကိုကပျော်နေတာပေါ့နော်သူတို့လေးစိတ်အဲ့ဟိုရင်လေးတို့ရောက်လာတော့ဟာတော့နဲ့ထည့်ပြောမှာလူကိုယ်တိုင်လည်းသွားပေးရမယ်ထင်ပါတယ်ဘာလို့လဲဆိုတော့အဲဂျော်မွေးလက်ထဲအပ်ပေါ့အဲသူတို့ရှိနေတဲ့နေရာလေးတွေတချို့ရတယ်တချို့စားပေါ့ဗျာကြည့်ရမလားနောက်ကြတော့လေ များများလေးဝယ်ပေးလို့ရတာပေါ့အခုကနောက်မှကျတော့လေတိတ်မထည့်ပြီးသေးကြဘူးဒီဘက်ကိုကြတော့လေမထည့်ပြီးသေးကြအောင်ကျွန်တော်ရဲ့ဖုန်းနံပါတ်တွေနဲ့လည်းမထည့်ပြီးသေးဘူးအဲ့လိုမျိုးဖြစ်နေလို့အာကျွန်တော်နိုင်တယ်လောက်ကလေးပေါ့နိုင်တယ်လောက်ဆိုတော့ငွေကြီးပြောတာမဟုတ်ဘူးကိုယ့်ဘက်ကဝယ်တဲ့လူနိုင်တယ်လောက်နိုင်တယ်လောက်ကလေးကတော့ခုဒါလေးတွေကျွန်တော်ခြေထားရောက်တဲ့စစ်တီတွေကိုသွားပြီးတော့ပေးမှဖြစ်တယ်ဒီမှာပြုံးလာတယ်အရင်အေးတယ်စစ်စော်တာလေးနဲ့ပြည့်ရတယ်နေရတယ်ဟောပါပဲထုတ်မယ်ဟာခွေးထုတ်ပြီးတော့တနေရာကြီးပို့ပေးလိုက် ဒီမှာဘောင်းကားနဲ့ပြုမစကွန်စီတပုတ်ဝင်ရှေ့တန်းမှာကျွန်တော်တို့ပီတိုရီပိုင်နေတွေထက်ကနေပြုမခိုးစားနေလွန်းလို့ကိုသူကနေပြုမမနေနိုင်မထိုင်လန်လွန်းလို့အခုဆိုရင်ခုတ်ခေါက်ပြီးတော့မှရိတ်ခါတွေပို့ပေးမယ်ဆိုပြုမပြောဆိုနေတာပဲဖြစ်ပါတယ်ဒီကောင်တွေကြားရတဲ့အဲ့လိုမျိုးပဲကျွန်တော်ပီတိုရီဆီကနေနမြတိုက်ခိုးယူပြီးတော့မှအခုဆိုရင်သူတို့တမတော်တောက်ပြန်ကျွေးမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့သူတို့ချင်းချင်းပြန်ပြီးတော့မှဖားရနေကြတာပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုပဲလုပ်လို့အခုဆိုရင်သူတို့ဘောမှချင်းချင်းကနေပြုမနောက်ကြောထားတဲ့ထိုးတဲ့ကိစ္စတွေလည်းကျွန်တော်ရှိနေတာမို့လို့ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတာတော့ဆောင်ကြည့်ကြတာပေါ့နော် ကျွန်တော်တို့တော့ဆုံးပြီးတော့တပိုးတွေနဲ့ခေတ္တကတည်င်းတပိုးလေးတစ်ချက်တော့ကြည့်လိုက်ရအောင်နော်အချက်ဖတ်စကောက်စီရဲ့အဓိကဝင်ငွေရလန်းဖြစ်တဲ့ရေနံလုတ်ကွက်အစ်စ်တွေအတွက်တိုင်းကမ္နီနဲ့စစ်ကောင်စီတပ်တို့ခွဲဝေခန့်ဇာယီစာချုပ်ကိုချုပ်ဆိုလိုက်တဲ့ဆိုပြီးစစ်ကောင်စီကယမန်နေ့ကပဲတရင်ထုတ်ပြန်လာပါတယ်။ဒါကတော့တိုင်းနိုင်ငံကမ္နီဖြစ်တဲ့ God Patrol Liam မြန်မာနဲ့စစ်တလောက်ခန့် MG တို့ကမင်းရဲ့သူစီမံကိန်းဆိုပြီးအမိပေးထားတဲ့မုဒ္ဒမကန်းလွန်လုတ်ကွက်ကိုပူပေါင်းလှုပ်ဆောင်ပြီးတော့ ရေနံနဲ့သဘာဝတံငွေထုတ်လုံမှဖြစ်သလိုအဲ့ဒီရဲ့ထုတ်လုံမှုအပေါ်အတူတူခွဲဝေခန်းစားရေးအတွက်စာချုပ်ကိုမေလ29ရက်နေ့ကပဲနေပြည်တော်မှာချုပ်ဆိုခဲ့တယ်ဆိုပြီးစစ်ကောင်စီကတည်င်းထုတ်ပြန်ထားတာပါအဲ့ဒီလိုထိုင်းကမ္ပဏီနဲ့စာချုပ်ချုပ်ဆိုနိုင်တဲ့အတွက်ရေနံနဲ့သဘာဝတံငွေလုပ်ငန်းကနေနိုင်ငံသားဝင်ငွေပို့မှုရရှိလာမယ်ဆိုပြီးတော့ပါစစ်ကောင်စီလက်အောက်ခံစွမ်းအင်ဝင်ကြီးဆိုသူကိုကိုလွင်ကပြောဆိုလာပေမယ့်အဲ့ဒီစီမံကိန်းက တဘာဝတန်ွေဟာလာမဲ့2028ခုနှစ်မှသာစတင်ထုတ်ယူနိုင်မှုရည်မှန်းထားတယ်ဆိုပြီးတော့လဲပြောထားပါသေးတယ်။တစ်ဖက်မှာတော့သူတို့စစ်တပ်ကအာဏာသိမ်းပြီးကတည်းကရသပြည်သူတွေကိုတပ်ဖြတ်ပြီးစစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေတဲ့အတွက်အဲ့ဒီစစ်ကောင်စီလက်အောက်ခံ MOGE ကိုဆွစ်ဇာလန်၊ဥရောပ၊အမေရိကန်၊ဗြိတိန်နဲ့ကနေဒါနိုင်ငံတွေကနေဒဏ်ကပ်အရေးယူထားပြီးမြဲထိုင်းနိုင်ငံကတော့စစ်ကောင်စီနဲ့ပူးတွဲပြီးစီးပွားရေးလာလုနေတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ တ်ထားရမှာเนาะဒီကျွန်တော်တို့အင်းနီချင်းထိုင်းနိုင်ငံနဲ့ပြီးတော့မှစစ်ကောင်စီရဲ့ဒီလိုမျိုးကိုကြိုးချနေတဲ့ကွန်ပဏီတွေနဲ့ပူးပေါင်းပြီးတော့မှအခုဆိုရင်ရေနာလို့ခွက်တဲ့တွေအတွက်စာချုပ်ချိုးလို့ရတာပဲဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ပြည်သူတွေနဲ့နိုင်ငံတကာဖွဲ့စည်းတွေကနေပြီးတော့မှတရားလေးကိုကောင်းကွယ်အရေးယူသိနေတာပြီးတော့မှစစ်ကောင်စီအတွက်တစ်ဖက်တလားနေပြီးတော့မှကျွန်တော်တို့အင်းနီချင်းနိုင်ငံတွေကဝင်ငွေရှာပေးနေတယ်ဆိုတော့လည်းကျွန်တော်တို့ထပ်ပြီးတော့မှကြားသိရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီတော်လိုင်းမှာဆိုတော့ကျွန်တော်တို့နဲ့လူမျိုးကြာရှည်နေရတာပြီးတော့မှစစ်ကောင်စီကိုနောက်ကွယ်နေပြီးတော့မှ ကျောထောင်းနောက်ခံလိုပေးနေကြတဲ့အိမ်ကြီးချင်းကောင်းမပီးတာတဲ့နိုင်ငံတွေများစွာရှိနေတယ်ဆိုတော့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်ဒီတော်လိုင်းရဆိုတော့ပြည်သူနဲ့တော်လိုင်းရဲဘော်တွေစီလုံးညွှန်းဆောင်နေပေါ့နော်တပေါင်းစုတစ်ခုဖွဲ့စည်းပြီးတော့မှတီဆောက်မဲ့အရေးကြီးဆုံးကာလတစ်ခုဖြစ်ပြီးတော့မှ Face Animation စနစ်မှာဆိုတော့သူတို့ရဲ့နောက်ကွယ်မှာဒီလိုမျိုးပံပိုးကူညီကြတဲ့နိုင်ငံတွေများစွာရှိတာမို့လို့ကျွန်တော်အားလုံးစီလုံးညွှန်းဆောင်နေတိုက်ထုတ်လိုက်မယ်ဆိုတော့ Face Animation စနစ်ဒေတာပေါက်ခြုံငင်းသွားမယ်ဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။အစားဆုံးကြည့်ရှုပေးကြတဲ့မျိုးပါပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်။ အားလုံးပဲစိတ်ချမ်းသာကိုကြမှာချင်တဲ့ပြေဆုံးပြီးတော့မှတာရဲချမ်းတဲ့ညာချမ်းလေးပတ်စံကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်